တက္ကလောင်ရဲ့လေပင်နဲ့ရှိုက်ခံရလို့ဆုံးပါသွားတဲ့မျိုးသားအခုမြင်နေရတဲ့မျိုးသားကအရင်ငင်ကြည့်ပြီးငိမ့်ငိမ့်နေပါတယ်ဆိုတဲ့တက္ကလောင်တကောင်ရဲ့တိုက်ခိုက်မှုကြောင့်အသက်ထွက်ခဲ့ပါတယ်။ရုပ်ရှင်ဖန်တီးသူကာလုစ်ကာဗလိုဆိုတဲ့မျိုးသားဟာတက္ကလောင်ကြီးကိုရှိုက်ကူးနေခဲ့ပါတယ်။ပုံမှန်ဆိုရင် AC တီငိမ့်တဲ့ဒီတက္ကလောင်ဟာအယူထဖောက်ပါတယ်။ယုတ်တရံဆိုတလို့သူ့ရဲ့ရှင်လျားတဲ့လေပင်ကိုပြင်းပြင်းထန်ထန်ဝေရပ်ပြီးကာဗလုံရဲ့ခေါင်းကိုရိုက်ပစ်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်ကာဗလွန်ဟာလေထဲကိုမြောက်တက်သွားခဲ့ပြီးစေယုံကိုအမြန်တင်ပို့ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကလောင်းရဲ့ရှာယာကတော်တော်လေးပြင်းထန်တဲ့အတွက်သူ့ကိုမကယ်တင်နိုင်ခဲ့ပါဘူး။ဒီပြင်းဟာတောရိုင်းဒရိတ်ဆန်ရဲ့တဘာဝဗီဇာကိုဘယ်တော့မှအထင်မသေးတယ်မှုဆိုတဲ့သင်ခန်းစာကိုပေးခဲ့ပါတယ်။ဒါ့အပြင်ဇမ်ဘီယာနိုင်ငံမှာလည်းအလားတူခြေကွဲပွဲရာဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ်။ အသက်89နှစ်အရွယ်အမျိုးသမီးတူဟာသူမရဲ့ Safari ခီးစင်မှာဒေါသထွက်နေတဲ့ဆင်ကြီးတစ်ကောင်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ဒေါသထွက်နေတဲ့ဆင်ကြီးဟာသူ့ရဲ့ကားရှိကိုရုတ်တရက်ပြေးဝင်လာပြီးဝင်တိုက်ကသူ့ရဲ့ဆင်ဆွဲတွေနဲ့အချိန်ကြိမ်လှန်ပစ်လိုက်တဲ့အတွက် Maston တယောက်အသက်ဆုံးရှုံးခဲ့ပါတယ်။ဒီလိုဖြစ်ပျက်တဲ့ဟာရှားပါးပြီမဲ့တုံးရိုင်းတွိတ်ဆန်တွေဟာမထင်မှတ်ပဲဘလောက်ထိအနေရရှိနိုင်လဲဆိုတာကိုပြသနေပါတယ်။ အာဖရိကတောရိုင်းဒေသစီစွန်စားကန်းသွားဖို့သင်အိမ်မက်မှပူပါသလားချင်းသေးတွေရဲ့ဟင်တန်ကို အနီးကပ်နားထောင်ပြီးစင်နေရဲ့ကြီးမားတဲ့ရိတ်အောင်မှာရှက်နေဖို့ရောစိတ်ကူးကြည့်ဖို့ပါသလားတကယ်တော့အာဖရိကရဲ့တောရိုင်းဒေသတွေမှာအပန်းဖြေခီးထွက်ရတဲ့ဆိုတဲ့စိတ်ကူးဟာစွန်စားကန်းအိမ်မက်တစ်ခုလိုပါပဲ ဒါပေမဲ့တဘာဝရဲ့အင်အားကြီးဆုံးတားရဲတရိတ်ဆန်နေနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါဒီအိမ်မက်ဟာအတက်အနည်းကိုပါထိခိုက်စေနိုင်တဲ့ကြောက်မက်ဖွယ်ရာအိမ်မက်ဆိုးတစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဟုတ်ပါတယ်။ဒီနေ့မှတော့ထိန်းချုပ်လို့မရနိုင်အောင်အန္တရာယ်ရှိခဲ့တဲ့အာဖရိကဆာဖာရီခီးစဉ်အဖြစ်အပျက်တချို့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရင်ခုန်စိတ်လုံရှားစရာအမဲလိုက်မှုတစ်ခုအကြောင်းကိုပြောပြပါမယ်။ ဆာဖာရီခီးစဉ်တစ်ခုမှာခီးသွားတွေကကြက်တက်တကောင်ကတောဆိတ်တကောင်ကို အမဲလိုက်တဲ့မြင်ကွင်းကိုမျက်မြင်တွေ့ခဲ့ကြပါတယ်။ကျတဲ့ဟာတောဆိတ်နောက်ကိုမြေပြင်ပေါ်ကနေလျှက်တစ်ပြက်အမြန်တုံးနဲ့ပြေးလိုက်သွားပြီးဖမ်းမိတဲ့အခါမှာလဲပင်ကိုကိုက်ချလိုက်ပါတယ်။သူရဲ့လှရှာမှုတွေဟာအလွန်ထိချပြီးမျက်စံလွန်းတဲ့အတွက်ခရီးသွားတွေအလုံးအသက်ရှူရမတက်တိတ်ဆိတ်သွားကြရပါတယ်။ဒီဖြစ်ပျက်ကတော့တဘာဝရဲ့ရက်ဆက်ကြမ်းတမ်းတဲ့အမှန်တရားကိုရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ နောက်တစ်မျိုးကတော့တော်တော်ကိုစိတ်မသက်မသာဖြစ်စရာတွေ့ဆုံမှုပါချင်းတိတ်အုပ်တုံးဟာခီးသွာကားတစ်စီးကိုအမဲလိုက်ပြတ်မှတ်ဖြစ်တတ်မှတ်ခဲ့ကြပါတယ်သူတို့ဟာကားကိုဝိုင်းပြီးတိုက်ခတ်ဖို့ကြိုးစားခဲ့ကြပါတယ်ချင်းတိတ်ရင်ဟာကားနာကိုတဖြည်းဖြည်းကလာခဲ့ပြီးကားရဲ့ဘေးဘက်မှန်တဲ့ဘိန်းတွေကိုအနံ့ခံပြီးနှာခေါင်းနဲ့ပုတ်တက်တာမျိုးတွေလုပ်ခဲ့ပါတယ်ကားပေါ်ကခီးသွားတွေကတော့အသက်တောင်မရှူရဲပဲကြောက်ရွံ့တုန်လှုပ်နေခဲ့ကြပါဗျ ချင်းသေးလေးဟာဘလို့မှဝင်လို့မရနိုင်တာကြောင့်နောက်ဆုံးမှတော့လက်လျှော့ပြီးရှေ့ဆက်သွားခဲ့ကြပါတယ်။ဒါဆာဖာရီခီးစဉ်တစ်ခုဟာဘလောက်ထိအနေရကြီးလဲဆိုတာကိုပြသနေပါတယ်။ဒီလိုမျိုးပဲ Noli Safari Park မှာလည်းမြောက်တီကြောင့်ကားဖြတ်စီခြင်းဖြစ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်။မိသားစုခီးစဉ်တစ်ခုဟာမြောက်တီရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။အဲဒီမြောက်တီဟာကားပေါ်ကိုခုန်ကျက်ပြီးကားရဲ့ဘေးမှဝိုင်ပါရီကိုဆွဲချိုးပြီးဖြတ်စီးပစ်လိုက်ကြပါတယ်။ တို့ဟာပစ္စည်းမှန်သမျှကိုဖျက်ဆီးဖို့စ조사နေကြပါတယ်။ဒီဖြစ်ပျက်ကတော့ safari ဥယျာဉ်လေးကိုတွားတင်နေဆိုရင်မအောင်မြောက်ချံကိုရှောင်ဖို့လိုလဲဆိုရင်သင်္ကန်းဆောင်ကိုပေးခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့နောက်မှာတော့ကျမတို့အားလုံးဟာတဘာဝရဲ့အလှပနောက်ွယ်ကအန်ဒီရဲ့ကိုတတိပြုမိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။တော်ရိုင်းဒရိုက်ဆန်တွေကိုကြည့်ရှုဖို့အခွင့်အရေးဟာအဖိုးမပြတ်နိုင်ပေမယ့်သူတို့ရဲ့အင်အားနဲ့တဘာဝပီးစကိုတော့ဘယ်တော့မှမမေ့သင်ပါဘူး။ ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုချင်နေဆိုရင်တော့ကျမတို့ရဲ့ Zotown Sharing Channel လေးကို Like and Follow လေးလုပ်ခဲ့ပေးပါဦးနော်။